ရန်ကုန်မြို့တွင်ကလယ်တန်းပါဝင်လူစီကားရနေရာတွင်မှရွက်ောက်ွဲကာလရတ္တရာစီမံချက်အတွင်းညနေ9:00နာရီခွဲနောက်ပိုင်းမှဇေယောင်းချမှုစီပင်တရာကကန့်သက်ပိတ်ပင်ခဲ့ပါတယ်လူစီကားကျေးဇေယောင်းချခွင့်မရတာကြောင့်ခက်ခဲတဲ့အများကြီးပဲလို့ဈေးတယ်တွေကပြောပါတယ် ဒါလည်းရောင်းရတယ်မို့ဒီမှာရဲ့၎င်းတွေ၎င်းမို့ဒါပြီးတော့ညာဘက်ကလေးရောင်းရတယ်ခုမှခင်းရတာလည်းတို့ဒီပဲချင်းရောင်းစကြသိမ်းမှာရှိတဲ့အခက်အခဲတွေအခုလိုကိုဆိုးအဲ့လိုလေကြောင့်ဒီလိုတွေကရောင်းဝယ်တွေကပါတာနဲ့လူတွေချက်တဲလာတယ်ဒီလိုတို့စီမံချက်လောက်လိုက်တာနဲ့ဆိုအဆင်မပြေဘူးဒီမှာတော့တော့ညာသေးရောထွက်တာတော့တော်တော်အဆင်မပြေလို့ညာလေးဖွက်ပြန်တော့တယ်ကွာအဲ့လိုစီအားတွေမသိဖွက်လာတော့မှဒီမှာရက်တရစီမံချက်တော့တော့မရဘူးလေ9နိုင်ခွဲမှဆိုတော့ကျွန်တော်ကြာဒီနာဒီလိုရှိတယ်အဲ့ဒါမှခဏရောင်းရတယ်လေအားကြီးခက်ခဲတွေရတယ် လက်ရှိမှာလဲစစ်ကောင်မရှင်လောက်ခံစီပင်ဝင်တဲ့နေကလမ်းမဝရောင်းချနေတဲ့ဈေးတွေဒီကိုတွေ့ရှိရင်အတင်းအကျပ်ပျက်စီးသိမ်းယူတာရှိရဲ့လို့ဈေးတွေကပြောပါတယ်အချိန်ကန့်သတ်လိုက်တာကြောင့်ရောင်းချခြင်းနေပြီးအယောင်ဝယ်ပြီးပါသွားတယ်လို့ဈေးတွေကပြောပါတယ်ဘူးလာကြည့်လေကျွန်တော်ကနည်းနည်းပါးပါးရရလို့ထွက်ရောက်တာပြည်ပြည်ကတော့ရောင်းမကောင်းဘူးပြည်ပြည်ကတော့ရောင်းလို့လာရင် ခန်းတယ်ပေါ့သူတို့ရောင်းလိုက်တာညနေ9:00နာရီကိုမှဒေးတဲ့တွေအပြင်းထွက်ခန်းတယ်တနေ့ကျရင်ပုံမှန်ပေါ့သူကခက်ခဲရောကြည့်ရောပေါ့သူက9:00နာရီကိုမှစရမယ်ဆိုတော့သူလူရရဘယ်လိုလဲဆိုတော့9:00နာရီနောက်ဆိုရင်ပြီးရှိတော့ဘူးပြီးတော့ကျလမ်းကြီးပြတ်မှာရောင်းဝယ်ရပါပါတော့ဒီနေ့ဒီနေ့ကဒီဒီနေ့ရများနေလို့ရတယ်။ဒီကြိုက်တော့အကြောင်းသူတို့မလာဘူး။ဒီတော့ဒီလိုက်ဒီဒီနဲ့ခဏထွက်ရအောင်။သူတို့ရောင်းရောပုံမှာ လမ်းမေးဇင်ရောက်ချနေသူတွေဟာမိသားစုစာဝင်းနေရေးအဆင်မပြေတာတွေကြောင့်မနေ့ပိုင်းရက်ကွက်ဈေးအပြင်လူစီကားရလမ်းမေးနေရာတွေမှာအဆင်ပြေသလိုရောင်းချနေရတယ်လို့သိရပါတယ်။တချို့ဈေးဆိုင်တွေအယောင်းဝင်မရှိတဲ့အတွက်ဒုက္ခရောက်ကြတယ်လို့ဈေးသည်တွေကပြောပါတယ်။အခုမှခွင့်ရတယ်သူတွေကဟုတ်ကျေးဇူးမင်းရတော့ကွာရှင်မကြည့်ရဘူးဟာငါးနိုင်ွယ်လာမှအခွင့်ရတယ်လေ ရှိတာပါမရမရတော့ကွာတော်များကဆိုင်ဖွင့်ရလဲမရတော့လဲပြန်မစီပါရလို့မရတော့လဲတော့ခရရတာပါဒါဒီရလဲဝီစီပါရတရားမရတော့အဲ့လိုဖြစ်တာပါကဲတဲ့နိုင်နမ်မေစီယုံချခွင်းကန့်သက်ပိတ်ပင်တာနဲ့ပတ်သက်ပြီးစီမင်တန်ဌာနကိုဆက်သွယ်မေးမြန်းခဲ့ပြီးမဲ့လက်ခံဖြေဆိုတာမရှိပါဘူးတက်ဆိုင်ရရက်ွက်အုပ်ချုပ်ရေးမှုတွေကအထက်ကစီမံချက်နဲ့ခိုင်းတဲ့အတွက် လှုပ်ဆောင်ရတာလို့ပြောပါတယ်။ဒါအပြင်ရန်ကုန်မြို့တွေကလမ်းမစင်းတွေကိုဖယ်ရှားရှင်းလင်းပြီးရင်ကျူးကျော်နေအိမ်တွေကိုဆက်လက်ဖယ်ရှားသွားမယ်လို့သိရပါတယ်။ကျွန်တော်အောင်ခန့်ပါ